ီကနေ့အော်တိုဘာလ23ရက်နေ့ပြည်တွင်းမှာဖြစ်ပွားနေတဲ့အထက်ကထူးခြားသတင်းတွေနောက်ဆုံးရသတင်းတွေအကြောင်းကိုသတင်းမှတ်တမ်းရယူတင်ဆက်ပေးနေတဲ့သတင်းတော်ကိုမော်ရစ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်။ဟုတ်ကဲ့မင်္ဂလာပါကိုမော်ရစ်ရေ။ဟုတ်ကဲ့ဒီကနေ့ဒီအော်တိုဘာလ23ရက်နေ့အထိအကိုသတင်းတွေလာရင်လည်းထူးခြားသတင်းတွေပါရမြန်းပြောပြဖို့ရှိမလဲကို။ဟုတ်ကဲ့ပါထိုင်းမြန်မာနယ်စပ်ဒီခရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေကဂရင်နယ်ကြားဆောင်တပ် BGF KNA ထိန်းချုပ်နယ်မြေတွေက ဒီ KK ဘတ်လို့ခေါ်တဲ့ကြားဖြန်သမားတွေနေတဲ့နေရာကိုစစ်တပ်ကဝင်စီးလို့ဒီမြောက်ဒီနယ်မဲဆောက်မြို့တွေမှာဒီအပိုင်းကြားဖြန်သမားတွေရှုတ်ရက်ခတ်နေတဲ့ခြေနေတွေကိုအားလုံးတရင်တွေမှာမြင်ရဖက်ရပြီးသားဖြစ်မှာပါဆိုတော့သူတို့ဘယ်ကိုပြေးကြလဲဆိုတော့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်ဆိုတော့အထုပ်တွေပိုးတွေနဲ့ထိုင်းဘက်ကိုပြေးတဲ့လူကပြေးမြောက်ဒီမြို့ပေါ်မှာကားတွေအစီလိုက်နဲ့ထွက်တဲ့လူကထွက်နောက်မြောက်ဒီမြို့ကဟိုတယ်အခန်းတွေတောင်ပြေးကုန်လို့ဒီညဘက်10နာရီ17နာရီလောက်ထိလမ်းမတွေပေါ်မှာခီးဆောင်အိတ်နေနဲ့တွားနေတဲ့ လူအုပ်တွေကိုဒီအပိုင်းမြင်ကြမှာပါဆိုရှယ်မီဒီယာမှာရောတင်းမှာရောဆိုတော့ဒီမြောက်ပြည်မြို့တွေထဲမှာကြံနေတဲ့ကြားဖြန်သမားတွေကိုဒီကြားဖြန်သမားတွေကဆွမ်းနာကျွန်တော်ပြောသူဘယ်ကိုပြေးကြလဲဆိုတော့အနီးဆက်ဆုံးဒီ BGF ထင်းချုပ်ထားတဲ့ရွှေကုတ်ကိုပြေးကြလဲရှိတယ်ဒါပေမဲ့ဒီမှာ BBC ရဲ့သတင်းမှာဘာဖော်ပြထားလဲဆိုတော့ဒီ BGF ကပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကတော့ဒီရွှေကုတ်ကိုကတော့လက်မခံဘူးလက်မခံဘဲနဲ့စောင့်ဖမ်းပြီးတော့စီကန်းထင်းထင်းကိုပို့တယ်ဆိုပြီးသူဖြေထားတော့ရှိပါတယ် ဆိုတော့တခြားနိုင်ငံသားတွေဖြစ်တဲ့ဒီတရုတ်အာဖရိကပါကစ္စတန်နိုင်ငံသားတွေကတော့ထိုင်းဘက်ချမ်းကအမဲဆောက်ကိုပြေးကြတာများတယ်။ဆိုတော့ကျွန်တော်တို့လည်းဆိုရှယ်မီဒီယာမှာတွေ့ရတာရှိတယ်။ဆိုင်ထိုင်းစစ်သားတွေရဲတွေကဒီပြေးလာတဲ့လူတွေကိုဖမ်းပြီးတော့သူတို့အိတ်တွေကိုစစ်ကြည့်လိုက်တဲ့အထက်မှာအထက်မှာဖုန်းမျိုးမျိုးတွေပါတယ်။နောက်ထိုင်း ဘတ်ပတ်စံအထပ်လိုက်တွေနဲ့ပြေးလာတာတွေကိုကျွန်တော်အများဆုံးတွေ့ရပါတယ်ဆိုတော့အချုပ်ပြောရရင်ဒီမြန်မာဘက်မြောက်ဦးချမ်းမှာဆိုရင်ကားကားတွေဈေးတက်ကုန်တယ်ဟိုတယ်ခန်းတွေပြည့်ကုန်တယ်တချို့တွေကဒီပြည်တွင်းကမြို့ကြီးဘတ်တွေကိုပြေးကြတယ်ဆိုပြီးသုံးသပ်မှုတွေရှိတယ်ဆိုတော့ထိုင်းဘက်မှာရောဘာတွေဖြစ်သွားလဲဆိုတော့တစ်ချက်ပြန်ကြည့်မယ်ဆိုရင်ဒီကနေ့အဲထိုင်းဘက်ကထိုင်းဘန်နာရေးပေါ့လေထိုင်းဘန်နာရေးဒုတိယဝန်ကြီးဖြစ်တဲ့ဒီဗူရာဘတ်တန်ညာဝင်ကနေဆက်မှာရှိနေတဲ့ online ငွေလိမ်ကမ်းကြားဖြတ်မှုနဲ့ဆက်ဆက်မှုရှိတယ်လို့စွပ်စွဲခံရပြီးတဲ့နောက်မှာပဲ မနေ့ကယာဒူးကနေနှုတ်ထွက်သွားပါတယ်ဆိုတော့သူဒီယာဒူးကနေမနှုတ်ထွက်ခင်မှာထိုင်းဝင်ကြီးချုပ်ဖြစ်တဲ့အနုတန်ဇန်နဝါရီကဒီဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့စာနဲ့တုတ်ပြန်ဖို့ဆိုပြီးသူ့ကိုတောင်းဆိုခဲ့တယ်ဒါပေမဲ့ဒူးဝင်ကြီးကတော့ယာဒူးနဲ့နှုတ်ယာဒူးကနေပဲနှုတ်ထွက်သွားတယ်ဆိုပြီးထိုင်းသတင်းတွေမှာဖော်ပြကြပါတယ် ဆိုတော့နောက်တစ်ခုကတော့ဒီကြားဖြန်လုပ်ငန်းတွေလောင်းကစားမှုတွေအကြောင်းဒီဘေကျင်းဘက်ကနေအလိုရှိနေတဲ့တရုတ်နိုင်ငံသားရှီကြည်ကြံကဒီထိုင်းအကျဉ်းတောင်ကနေတရုတ်ဘက်ကိုလွှဲပြောင်းပေးမယ်ဆိုပြီးတော့ဒီထိုင်းရဲ့အဖွဲ့အစည်းပုံအခြေခံဥပဒေတရားရုံးကနေဆုံးဖြတ်လိုက်ပါတယ်။ဆိုတော့ရှီကြည်ကြံလို့ပြောရင်လူတွေတော့မသိဘူး။ဒါပေမဲ့သူ့ကိုမြန်မာဘက်အခြံဘယ်လိုသိလဲဆိုတော့သူကဒီ ဒီရထိုက်ကုမ္ပဏီအုပ်စုပေါ့လေကျွန်တော်ရွှေမြောက်ဝတီမှာရှိနေရရထိုက်ကုမ္ပဏီအုပ်စုကနမဲဇိုးနဲ့ကြော်ကြားနေတဲ့ဒီရွှေကုတ်ကူမြို့တစ်စီမံကိန်းကိုအကောင်ထည်ဖော်ပြခဲ့တာဆိုရင်တော့သူသိကြပါတယ်ဆိုတော့ဒီရွှေကြည်တံကိုဒီအွန်လိုင်းငွေလိမ့်မှုတွေလူကုန်ကူးမှုတွေအပါအဝင်ငွေကြေးခဝါချမှုတွေလုပ်တယ်ဆိုပြီးတော့တရုတ်အစိုးရရဲ့တရားခွင်လွှဲပြောင်းရေးတောင်းဆိုမှုတွေကြောင့်ထိုင်းအာဏာပြန်တဖန်ဆီးခဲ့တာပါဆိုတော့ဒီတစ်ခေါက်စစ်ကော်မရှင်ဘက်ကကြားဖြန်သမားတွေရှိတဲ့ KK ဘက်ကိုဝင်စီးတဲ့အချိန်မှာအွန်လိုင်းငွေလိမ့်ကန်ကြားဖြန်လုပ်ငန်းတွေလောင်းကစားမှုတွေဒုစရိုက်မှုတွေကျုံးလွန်ခဲ့တဲ့ နိုင်ငံသားသားအယောက်9000ကျော်ကိုတပ်ဆိုင်ရာနိုင်ငံလေးစီကိုပြင်းထန်လွှဲပြောင်းပြီးပြီဆိုပြီးစစ်ကော်မရှင်ဘက်ကတော့ကြေညာပါတယ်။ဒါမဲ့ပြည်သူလူထုကတော့ဒါရီယာရုပ်ရှင်ရိုက်သူလိုမျိုးကြိုပြီးဇက်တိုက်ထားတာတွေသတင်းပေါက်ကြားမှုတွေနဲ့ဒီအဓိကဝင်စီးတဲ့အချိန်မှာကြားဖြန်နေပတ်သက်ပြီးယာရုကြီးရဲ့လူတွေအကောင်ကြီးကြီးတွေမမိလိုက်ဘူးဆိုပြီးတော့ဝေဖန်မှုတွေရှိနေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။အခုလိုစုံစုံစလင်ပြောပြပေးသွားတဲ့ကိုမော်ရစ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့ထူးခြားသတင်းတွေနောက်ဆုံးရသတင်းတွေကိုဆက်လက်တင်ဆက်ပေးဦးမှာပါ ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်